ုက္ခဒုက္ခလေလူလောကမှာအဆင်ပြေတဲ့အခါမှာချမ်းသာလို့အဆင်မပြေတဲ့အခါမှာဆင်းရဲဒုက္ခအကြတဲတွေတွေ့အဲ့ဒါလို့တွေ့လာတဲ့အခါမှာလည်းပဲဆင်းရဲဒုက္ခတွေကြုံတဲ့အခါမှာ depression မဖြစ်ဖို့စိတ်ထမကြဘူးစိတ်သက်သာရရတဲ့နိလန်းနေနဲ့တွေ့ရမြတ်စွာဘုရားပေးထားတဲ့ general point ကတော့ဘာတုံးဆိုလို့ရှိရင် ဘယ်အရာမှမမြဲဘူးတဲ့တခဏပဲဆိုတဲ့အတွေးလေးနဲ့သိခံပါဆင်းရဲတဲ့အတိုင်းတာတစ်ခုကိုအဲ့ဒါနဲ့ခုခံကာကွယ်ထားသည့်အတွက်ကြောင့်ကိုယ်စိတ်ဓာတ်မှာ depression ဖြစ်တယ်ဆိုတာမရှိဘူးစိတ်ဓာတ်တွေနှိမ့်ကျသွားတာမျိုးမရှိဘူးတဲ့ခုခံနိုင်တယ်အေးချမ်းသာဒုက္ခနဲ့တွေ့လာလို့ရှိရင်လေလူတွေကဘဝင်မြင့်ပြီးအောက်ချေလွတ်တတ်တယ် အဲ့ဒါလို့မဖြစ်ရအောင်လည်းပဲခုနကအေးချမ်းသာတယ်ဆိုတာလဲသာဝရမဟုတ်ဘူးတခဏမြတာဖြစ်တယ်လို့မှန်ကန်တဲ့အတွေးလေးတွေနဲ့တွေးပြီးတဲ့အခါမှာကိုယ့်ရဲ့စိတ်ဓာတ်ရင်းရိုင်မှုမရှိအောင်ကြံ့ခိုင်အောင်ကြိုးစားရမယ်ဒါကိုပြောတာကောင်းဆိုးလောကရန်ကြံ့ကြခံဘဝကိုလှလှပပဒီဆောက်ချင်ဟောဒီလောကရန်ခန္ဓာရဲ့ရှိဖို့ကြိုးစားရမယ်ဒါနံပါတ်1နော်လောကရန်ခန္ဓာအောင်ကြိုးစားအောင် ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောကဓာတ်ဆိုတာရှိတာကြီးပဲဆင်းရဲတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာကိုယ်ွယ်ကိုယ်ွယ်ဒါတွေကတဏှိတဲပဲဘာဖြစ်လို့လောကဓမ္မလောကရဲ့သဘာဝလို့ပြောတာเนาะကဲရတဲ့ချီးမွမ်းတယ်ဆိုတာချီးမွမ်းတဲ့လူကချီးမွမ်းတယ်ကဲရတဲ့လူကကဲရတယ်အားလုံးသိကြလိမ့်မယ်လေတခါတော့က အမေရိကန်သမတအရင်သမတဣရတ်သွားတဲ့အခါကျတော့သတင်းစာဆရာတယောက်ကဖဏနဲ့ထုတယ်မဟုတ်လားဘာပဲဖြစ်ဖြစ်တခုခုအစော်ကားဆိုတာနိုင်ငံကောင်းဆောင်သမတဖြစ်နေစော်ကားခံရတာမျိုးရှိတာစိတ်တက်ရေးရမတုံလို့ဘုရားတိတ်အရေးကြီးတယ်ပေါ့ကိုယ်လဲကိုယ်အတိုင်းတာနဲ့သူလဲသူ့အတိုင်းတာ လောကမှာနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာကြည်စိတ်ဓာတ်ကြန့်ခိုင်ဖို့ကြိုးစားရအဲ့ဒီစိတ်ဓာတ်ကြန့်ခိုင်တယ်ဆိုတာသူကသူကြန့်ခိုင်လာမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားဖို့လိုအပ်တယ်။ဘာဖြစ်လို့လို့ဆိုရင်ခန္ဓာကိုယ်ကြီးကြန့်ခိုင်အောင်ဘာတွေလုပ်ကြလူတွေလမ်းလျှောက်ကြတယ်၊ကျမကြီးလေ့ကျင့်ကြတယ်ဟုတ်တယ်မို့လား။ကျမကြီးလေ့ကျင့်ကြတယ် physical exercise တွေလုပ်ကြတယ်အားကစားသမားတွေဆိုမမောနိုင်မပတ်နိုင်အားကစားလေ့ကျင့်မှုတွေပြု။ သို့သောလောကလူသားတွေမေ့နေတာလှုပ်ဖို့မေ့နေတာဘာလို့ဆိုရင် mental exercise ပဲစိတ်ကိုကြံ့ခိုင်အောင်ကြိုးစားမှုကြတော့အားပြော့နေကြအဲ့လိုအားပြော့နေကြသည့်အတွက်ကြောင့်တလောကလုံးတစ်ကမ္ဘာလုံးမှာရှိကြတဲ့လူသားတွေဟာလောကရံနဲ့ကြုံလိုက်လို့ရှင်ရင်းရင်ထွက်သွားတယ်စိတ်ထားကြံ့ခိုင်မှုအတွက်ကလည်းပဲ physical exercise လုပ်တယ်လို့ mental exercise လုပ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါတရားကျင့်တယ်ဆိုရင်အဲ့ဒါပြော့ တရားကျင့်နေဆိုတာအဲ့ဒါကိုပြောတာ physical exercise လုပ်တယ်ဆိုလို့ရှိရင်လူတွေကလမ်းထွက်ရှောင်းရတယ်ကျန်မာရေးလေ့ကျင့်ရတယ်အပြေးလေ့ကျင့်တယ်ခန္ဓာကိုယ်ကြံ့ခိုင်အောင်လုပ်တယ်ဒါဖြင့်စိတ်ဓာတ်ကြံ့ခိုင်အောင်ဘာလို့ကတရားထိုင်တယ်လို့စိတ်ဓာတ်လေ့ကျင့်ခံယူတယ်စိတ်တည်ငြိမ်အောင်ကြိုးစားတယ်ကိုယ့်အိမ်မှာကိုယ်နေရင်းကနေပြီးတော့မှန်ကန်တဲ့အတွေ့အကြုံတွေတွေးတယ်ဆိုပါစို့လောဘစိတ်တွေများနေတယ်တွေ့တာစိတ်တွေများနေတယ် တဦးနဲ့တဦးခင်မင်ပြီးတော့တိတ်တွေ့တာမှုတွေများနေလို့ရှင်တွေးလေအေးလူဆိုတာတနေ့ကြတော့ခွဲရအောင်ပါပဲဟောမခွဲခင်တို့ဘာတွေလုပ်မလဲတချို့ကအဲ့ဒါမျိုးကိုစဉ်းစားရမှာမစဉ်းစားချင်ဘူးပေါ့စိတ်ဓာတ်ကြံ့ခိုင်အောင်အဲ့ဒါလေးကလေ့ကျင့်ပေးရဆိုပါစို့နုပြုံနေတဲ့အရွယ်ရှိတဲ့ပုဂ္ဂိုလ်တွေကစဉ်းစားရမှာပါဇရာတံမောမိဇရံအနတိတော ငါမှအိုခြင်းသဘောရှိတယ်။အိုတဲ့သဘာဝငါမှရှိနေတယ်။အိုခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးလို့ဒီဟာစိတ်ကြံ့ခိုင်အောင်လေ့ကျင့်မှုတစ်ခုပဲ။တချို့ကအဲ့ဒါတွေတွေးရင်စိတ်ပြည့်စရာကြီးလို့ထင်တယ်မဟုတ်ဘူး။စိတ်ပြည့်စရာတွေးတာမဟုတ်ဘူး။သဘာဝအမှန်ကိုသိအောင်ကြိုးစားစိတ်ဓာတ်ဆိုတာသဘာဝအမှန်ကိုသိမှဒီထက်တယ်ရင့်ကျက်လာတယ် ဗျာဒိဓမ္မောမိဗျာဒိနာတိတော်အေးငါခန္ဓာကိုယ်ကြီးဟာနာရတဲ့သဘောရှိတယ်နာခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးတွေးပါစဉ်ញင်စဉ်းစားပေးပါလေ့ကျင့်ပေးပါ စိတ်ကိုဒါနဲ့လေ့ကျင့်ပေးအာယုန်နဲ့စိတ်ကိုလေ့ကျင့်ကောင်းတဲ့အာယုန်နဲ့စိတ်ကိုလေ့ကျင့်တာခေါ်တယ်မရဏဓမ္မောမိမရဏနာတိတော်လူတိုင်းလူတိုင်းဟာသိခြင်းသဘောရှိတယ်ငါလည်းပဲသိခြင်းသဘောရှိတယ်သိခြင်းတရားကိုငါမလွန်မြောက်နိုင်ဘူးလေ့ကျင့်ပေးပါ လေ့ကျင့်ပေးသည့်အတွက်ကြောင့်ဟောတန်ရောစင်တွေယောဘာလာအတွေ့အတာတွေယောဘာလာလူတွေကထင်တယ်အတွေ့အတာယောဘာသွားလို့ရှင်တူးနဲ့တူကွဲသွားလိမ့်မယ်လို့ထင်တယ်မဟုတ်ဘူးတန်ရောစင်နဲ့တွေ့တာဟာမေတ္တာနဲ့တွေ့တာနဲ့မတူတူးနဲ့တူမေတ္တာနဲ့ကုညီဆောင်းလျှောက်တာကမှပိုးခိုင်တာတန်ရောစင်ကမခိုင်ဘူး တန်ရောစင်ဆိုတာကိုယ်အလိုချာလေးဖြစ်နေတုံးနဲ့တန်ရောစင်ကိုယ်စိတ်တိုင်းမကြတော့ဘူးဆိုတာနဲ့တပြိုင်နက်တန်ရောစင်မရှိတော့တဏရဲ့သဘောကခုကောင်းစားဖို့ပဲကြည့်တယ်ဆိုပါစို့သားသမီးတွေကိုမိဘတွေကချစ်တယ်ချစ်တယ်နဲ့ပြောကြတယ်သားသမီးချစ်တာလားကိုယ့်ကိုယ်ကိုချစ်တာလားတေချာဆန်းစစ်ကြည့် အများကတော့ဖြေလိုက်မယ်တားချစ်တယ်သမီးချစ်တယ်ပေါ့ဒါဖြင့်အဲ့ဒီတားသမီးကိုဘာကြောင့်ချစ်နေတာတုံးလို့မေးလိုက်လို့ရှိရင်ဒီတားသမီးလေးကိုကြည်ပြီးတော့ကိုယ်စိတ်ထဲမှာစိတ်ချမ်းသာနေတယ်အာကိုနေတယ်ယုံကြည်နေတယ်ငါတကြည်ငါသားလေးကငါဆောင်းရှောက်မှာပဲငါသမီးကငါဆောင်းရှောက်မှာပဲ ਨੇ ဟောအာကိုမှုတွေတွေ့တာမှုတွေအဲ့ဒီလိုမျောလင်းချက်ကလေးတွေ ਨੇ အထင် အဲ့ဒီသာသမီကကိုယ့်ကိုဒုက္ခပေးလာပြီဆိုရင်မိဘတွေဘာလုပ်ကြတော့အင်းကနေနှင်ချပြီးအမွေပြတ်ကြော်ညာရတယ်မဟုတ်လားအဲ့ဒါဖြင့်အဲ့ဒီသာသမီကိုချစ်တယ်ဆိုတာဘာကိုချစ်တာတော့လို့မေးလို့ရှိရင်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးလာပြီးကိုယ့်ရဲ့ဘဝကိုထိခိုက်လာပြီဆိုလို့ရှိရင်အဲ့သာသမီမချစ်တော့အဲ့ဒါကိုကြည့်မယ်ဆိုရင်မိဘတွေကတကယ်ချစ်တယ်ဘာကိုချစ်တာတော့ကိုယ့်ဘဝကိုချစ်တာပဲ။ ကိုယ့်ဘဝကိုထိပါလာပြီးနှောင့်ယှက်လာပြီးဆိုရင်လက်မခံတော့ဘူးလေချိလာပါတယ်ဆိုတော့ဇနီးမောင်နှံนี่ divorce လုပ်ကြတယ်ကွာရှင်းကြဘာဖြစ်လို့ပြောကြတဲ့အခါမှာစိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဆိုလိုတာကသူစီကကိုပျော်ရွှင်မှုမရဘူးကိုစီကသူပျော်ရွှင်မှုမရဘူးကိုရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးကြတယ်အဲ့ဒီဆုံးရှုံးတာကိုမကြိုက်တာပဲအမှန်အတော့ တကယ်အနစ်သာရကိုလိုက်ရှာကြည့်လို့ရှိရင်မြတ်စွာဘုရားကဒါကြောင့်မို့ဟောတာအတ္တတမံပေမံနတ္ထိကိုကိုကိုချစ်တာလောက်တခြားကိုကိုကိုအချစ်နဲ့တူတဲ့အချစ်ဆိုမရှိဘူးလို့ဒီလိုပြောတယ်ဒါတကယ်ကိုအစစ်အမှန်ကိုဟောအေးဒါကြောင့်မို့လို့မေတ္တာဆိုတာကတော့အဲ့ဒါမျိုးမဟုတ်ဘူးတဏှာကရယူလို့တယ်ခံစားလို့တယ်ဒါတဏှာချစ် မေတ္တာချစ်ဆိုတာကအဲ့ဒါမျိုးမဟုတ်ဘူးသူများအတွက်ပေးဆက်ချက်မေတ္တာချစ်ကသူများအတွက်ပေးဆက်တယ်တဏာကကိုယ့်အတွက်မေတ္တာကသူ့အတွက်သူ့အတွက်လှုပ်တာကပို့ပြီးတော့ခိုင်မြဲတယ်တဲ့ဘာဖြစ်လို့လို့ဆိုစဉ်းစားရတယ်သူ့အတွက်စဉ်းစားတာကိုယ့်အတွက်မစဉ်းစားဘူးဟိုတစ်ဖက်ကလည်းမေတ္တာနဲ့ဆိုရင် သူ့အတွက်စဉ်းစားတယ်ကိုယ့်အတွက်မစဉ်းစားဘူးအဲ့ဒီတော့သူ့အတွက်စဉ်းပြေးနေလို့ရှိရင်ဟော မကွဲမကွာ ဖြစ်တာပေါ့ဟိုလူကလည်းငါ့အတွက်စဉ်းစားတယ်ဟိုလူကလည်းငါ့အတွက်စဉ်းစားတယ်နှစ်ဦးကိုယ့်အတွက်ကြည့်ပဲစဉ်းစားတယ်လိုဘဖြစ်နေတဲ့အချိန်မှာတော့ကိုယ့်အတွက်ဖြစ်နေရင်ခြေနဲ့တဲ့ကိုယ့်အတွက်မဖြစ်တာနဲ့တပြိုင်တည်းခွဲကြရအောင်အဲ့တော့မေတ္တာချက်နဲ့တဏှာချက်တခြားနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်မေတ္တာจิตကအေးမြပြီးတော့တဏှာจิตကပူလောင်နေတဏှာရဲ့နောက်ွယ်မှာဘာတွေလာတော့ဆိုတော့ကဆိုတာရောက်လာ ဆိုရင်ဓာတ်တွေပူဆွေးဓာတ်တွေဓာတ်တွေဖြစ်လာမေတ္တာရဲ့နောက်ကမှဓာတ်တွေလုံးဝမရှိဘူးအေးချမ်းနဲ့တည်ငြိမ်နဲ့ဆိုတာတွေဖြစ်တယ်ဒါကြောင့်မို့မေတ္တာနှလုံးသားနဲ့ချစ်နိုင်အောင်ကြိုးစားအဲ့ဒါပို့ပြီးတော့ခိုင်မြဲတယ်စိတ်ဓာတ်ချမ်းခိုင်မှုနဲ့ပတ်သက်ပြီးတော့ဒါကိုမြတ်စွာဘုရားကအေးလောကရန်နဲ့ကျုံးလာပြီဆိုလို့ရှိရင်ကြံ့ကြံ့ခံနိုင်အောင်လေ့ကျင့်ရမယ် စိတ်ဓာတ်ကိုလေ့ကျင့်ပေးရမယ်လေ့ကျင့်နေဆိုတဲ့နေရာမှာဘာနဲ့လေ့ကျင့်သမထကျင့်စဉ်တစ်ခုကိုကျင့်တာလဲဒါလေ့ကျင့်တာပဲဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တာလဲလေ့ကျင့်တာပဲအဓိကကတော့ wise attention လို့ဆိုတယ်မှန်မှန်ကန်ကန်စဉ်းစားတတ်မှုပါယောနိသောမနတိကာရလို့ခေါ်တယ်မှန်မှန်ကန်ကန်စဉ်းစားတယ်ဆိုတာဘာတော့ဆိုရင် အဆိုးဘက်ကမကြည့်ဘူးကောင်းဘက်ကကြည့်အကုသိုလ်ဖြစ်အောင်မကြည့်ဘူးကုသိုလ်ဖြစ်အောင်ကြည့်တယ်ကောင်းဘက်ကတွေးတယ်အရာရာမှာအကုန်လုံးအကောင်းဘက်ကတွေးရမှလားလို့ဆိုဒီလိုတော့မဟုတ်ပါဘူးမှန်ကန်တဲ့ဘက်ကအကောင်းဘက်ကစဉ်းစားနိုင်တတ်ရအဆိုးဘက်ကကြည့်ကြည့်လို့ရှိရင်အဆိုးဆိုတာအပြစ်ကိုကြည့်ကြည့်တဲ့အခါမှာအရာရာမှာအမှန်ကိုကြည့်ဖို့လိုအပ်တယ်ပေါ့ ဆိုပါစို့လူတယောက်ပေါ်မှာကိုကဒေါသဖြစ်တယ်ဒေါသဖြစ်တယ်ဆိုတာ तू ဘာအတွေးနဲ့ तू ဒေါသဖြစ်တယ်လဲလို့ဆိုရင်ဟေးဒီကောင်ကငါ့ကိုစော်ကားတယ်တက်တက်စော်ကားတာပဲဆိုတဲ့အဲ့ဒီအတွေးတွေနဲ့တွေးလိုက်မယ်ဆိုလို့ရှိရင်ဒေါသဖြစ်လာမှာအဲ့ဒီအတွေးမဟုတ်ဘဲနဲ့ပြောင်းပြီးတော့တွေးလိုက်တယ်အေး तू ဆဲတာ तू ဆိုတာငါကပ်ပါတာမဟုတ်ဘူးငါနဲ့မဆိုင်ဘူး तू ဆိုး तू ခံလိုက်မယ်ငါမပတ်သက်ဘူးလို့ဆိုရင်သူ့ပုံမှာဒေါသမထွက်ပြန်ဘူးအတွေးလေးဟာဒီနားလေးတွေမကပ်ပြီးတော့ခွင့်လွတ်တတ်တဲ့အတွေးဆိုတာလည်းရှိလူတွေကကိုကိုကိုကြတော့ခွင့်လွတ်တယ်သူများကြတော့ခွင့်မလွတ်ဘူးဆိုတာလောကမှာထင်ရှားတယ်နော် ကိုကြောင့်ဖြစ်လို့ရှင်မတော်တဆလို့ပြောတယ်သူများကြောင့်ဖြစ်လို့ရှင်နမောနမဲ့လို့ပြောတယ်တကယ်ကိုအဲ့ဒါလို့ဖြစ်တယ်နော်သူများကြောင့်တစုံတစ်ခုဖြစ်သွားရင်ဟာဒီလူကနမောနမဲ့နေလို့ဖြစ်တယ်ကိုကြောင့်ဖြစ်ရင်တော့မတော်တဆအသူများကြောင့်လည်းမတော်တဆလို့တွေးလိုက်ရင်ဒေါသမဖြစ်တော့ဘူးအဲ့ဒါအော်မတော်တဆဖြစ်ရှာတာပဲနော်ဒါစိတ်ဓာတ်ရဲ့အကြံခံမှုတွေပဲကိုကိုလေ့ကျင့်ပေးရမှာအောင်ပြောတယ် သူများပေါ်မှာအပြစ်နေမြင်နေသေးတဲ့မြတ်ကကလပ်ပတ်လို့မေတ္တာဆိုတာတက်ဝင်နိုင်ဖို့မဖြစ်ဘူးတဲ့ဘယ်အရာပဲဖြစ်ဖြစ်အစဉ်ပြေအောင်စဉ်းစားတတ်ဖို့လိုတယ်ပေါ့အကောင်းဘက်ကကြည်တာတွေဟာစိတ်ဆင်းရဲမှုကိုကာကွယ်ပေးနိုင်တာတော့သိကြတယ်ပုံမြင်လေးတစ်ခုရှိတယ်မြေထာမောင်းတဲ့မြေထာမောင်းသမားတယောက် engine driver မြေထာ driver တယောက် ဘယ်တော့ဖြစ်ဖြစ်သူကအကောင်းဘက်ကကြီးပဲပြောတယ်အဆိုးဘက်ကဘယ်တော့မှမကြည့်ဘူးကောင်းဘက်ကကြီးပဲပြောလိမ့်ရှိတနေ့ကျတော့ဘာဖြစ်တုံဆိုမတော်တဆသူ့ accident ဖြစ်တယ်ဆေးရုံတင်လိုက်ရဆေးရုံတင်လိုက်ရတော့ခြေတော့တစ်ဖက်ဟာမြေထားကျိတ်ပြီးတော့အင်မတန်အခြေအနေဆိုတော့ခြေတော့တစ်ဖက်ဖြတ်ရမယ်ဂိမ်းရောက်သွားအဲ့ဒီမှာသူ့မိတ်ဆွေတွေကသတင်းသွားမေးတယ်မေးရင်သူ့ကိုပြောတာ မင်းဘယ်တော့မှဆိုအကောင်းဘက်ကကြီးပဲပြောတယ်အကောင်းကြီးပဲမြင်တယ်မင်းဒီတစ်ခါမင်းကိုမင်းဖြစ်တဲ့အခါအကောင်းမြင်နိုင်အောင်မလားပေါ့အကောင်းမြင်နိုင်အောင်မလားမင်းမင်းကိုယ်တိုင်ခြေထောက်တစ်ဖက်ဖြားရတော့မင်းမင်းဘယ်လိုလုပ်အကောင်းမြင်မလို့ဆိုတော့အဲ့ဒီလူကပြုံးပြီးတော့ဗာပြောတော့ဆိုလို့ရှင်တငယ်ချင်းတို့တဲ့ငါဒီကနေ့အစားပြီးတော့ခြေထောက်ခြေဒီဖက်နှက်ဟာတစ်ဖက်ဖိုးတက်တာသွားပြီငါ ဖနှက်ဟာတိတ်နှစ်ရံနှစ်ခုမဝယ်ရတော့ဘူးတစ်ခုပဲဝယ်ရတော့အကောင်းဘက်ကနေကြည့်ပြောတယ်နော်ဖနှက်တရံတရံထဲမှာတစ်ဖက်စာပဲငါဝယ်ရတော့မယ်ဆိုတစ်ဖက်ဖိုးငါတက်တာသွားပြီလို့ပြောတယ်ခြေတော့ဖြတ်ရလို့ဖြတ်ရနေခြင်းဆိုတဲ့အတွေးကိုမတွေးဘူးအေးဖနှက်တစ်ဖက်ဖိုးတက်တာသွားပြီအကောင်းဘက်ကမြင်တာ အတချို့နေရာမှာ white set attention ဆိုတာအဲ့ဒါမျိုးကိုပြောတာတစုံတစ်ခုဖြစ်လာလို့ရှိရင်စိတ်ဆင်းရဲနေမဲ့အစားအကောင်းဘက်ကလှည့်တွေးပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာလှုပ်အောင်ဒါပြောတာနော်လှုပ်တဲ့လှုပ်ထိုက်တာစိတ်ပူပန်တာနဲ့လှုပ်တဲ့လှုပ်ထိုက်တာဆိုတာနဲ့တခြားစီတချို့က မကောင်းတာဖြစ်ပြီဆိုလို့ရှိရင်စိတ်ထဲကပူပန်ပြီးတော့ဘာလို့မှမသိညာလို့မှမသိစိတ်တွေဆင်းရဲပြီးတော့အဲ့ဒါလိုနေတယ်အဲ့ဒါလိုမဟုတ်ဒါအဖြေမဟုတ်ဘူးအဖြေမဟုတ်စိတ်ပူပန်နေမဲ့အစားပူပန်မှုကိုရှင်းချပြီးတော့ဘာလို့အသင့်တယ်ဆိုတာကိုစဉ်းစားဖို့ပဲလိုအပ်တယ်ဟောတာစိတ်ရဲ့စွမ်းရည်တွေကိုဒီလိုလေ့ကျင့်ပြရမယ်လို့ပြော